အဆင်မရှိရကောင်ငါတို့ရဲ့ဆိုင်ကယ်ပေါ်မှာနေ့ရက်ထမင်းကြီးနေဘာလို့လာပြီးတင်စားနေရလဲဟဲ့ငါတို့ရဲ့သိန်း60ကျော်တန်တဲ့ဆိုင်ကယ်ပေါ်မှာနေ့ရက်900တထောင်တောင်မတန်တဲ့ထမင်းကြီးဟင်းနေလာပြီးတင်စားနေရပေါ့လေငါတို့ကဆိုင်ကယ်ကိုရှောက်လေပေါ်ဝယ်ထားတာနင်တို့လိုအဆင်မရှိရဟာထမင်းတင်စားကိုဝယ်ထားတာမဟုတ်ဘူးဟဲ့မောင်ရတော်တော်ရိုင်းတာပဲဗျာကျွန်တော်ထမင်းကြီးလွတ်မိလားကြည့်လိုက်ပေါ့ထမင်းကြီးဟင်းနေမောက်ကုန်ပြီဗျာ စင်မရှိရကောင်ငါတို့ရဲ့ဆိုင်ကပေါ်မှာနေ့ရက်ထမင်းကြီးနေဘာလို့လာပြီးတင်စားနေရလဲဟဲ့ငါတို့ရဲ့သိန်း60ကျော်တန်တဲ့ဆိုင်ကပေါ်မှာနေ့ရက်900တထောင်တောင်မတန်တဲ့ထမင်းကြီးဟင်းနေလာပြီးတင်စားနေရပေါ့လေငါတို့ဆိုင်ကကိုရှောက်လေပေါ်ဝဲထားတာနင်တို့လို့အစင်မရှိရဟာထမင်းတင်စားကိုဝဲထားတာမဟုတ်ဘူးဟဲ့မောရတော်တော်ရိုင်းတာပဲဗျာကျွန်တော်ထမင်းကြီးလွတ်မိလာကြည့်လေပေါ်ထမင်းတွေရင်းနေမောက်ကုန်ပြီဗျာကျွန်တော်ကအမားတို့ဆိုင်ကပေါ်ပါလို့ထမင်းတင်စားရဲဆိုရအကြောင်းလေးပါလေမေးပါဦးဗျာ ။ဘာကြောင့်ရင်းမရပါလဲကွာ။ဟဲ့မင်းစားကြင်အောက်မှာချစားပါလား။ဘာလို့ငါတို့ဆိုင်ကယ်ပေါ်လာပြီးတင်စားနေတာလဲ။ကျွန်တော်ကအမားတို့ဆိုင်ကယ်ပေါ်မှာထမင်းတင်စားဖို့အစီအစဉ်မရှိဘူးဗျ။ဘာလို့ထမင်းတင်စားရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်။အဲ့ဒါဘာလဲဆိုတော့ဒီမှာအကြောင်းရင်းနေဘာလဲလာပြောနေနေ။စားကြံနေရတယ်မှာအများကြီးတခြားနေရာသွားစားလို့ရတာပဲ။ဘာလဲ။ငါတို့ဆိုင်ကယ်ဈေးကြီးမှန်းသိလို့တက်တက်မလာပြီးကတ်ချင်နေတာ။သွားလာမှာဒါမျိုးတွေရိုးနေပြီ။အောင်းလေးနောက်။သွားသွားသွား ้าห้องจีခမရတို့ဒါဘာလုပ်တာလဲဗျခုနအကူကခမရတို့ဒီကလစ်ဆိုင်ကခိုးခံရမှာကိုကာခွေပေးနေတာဗျအဲ့တော့ခမရတို့သိလားမသိဘဲနဲ့ခမရတို့ကအဲ့ကိုမမရေရဲနေပြောလို့လိုက်တယ်ဗျာ ဟယ်လိုဆိုင်ကခိုးခိုင်ရတယ်ဟလာပြီးတော့တော့ဘယ်လိုကဝယ်ပေးရမလို့လဲဟာရမင်းမလာတော့သူရဆိုင်ခိုးတယ်ဆိုင်ကခိုးတယ်တကောတကောဆိုင်ရဲ့ဇက်တော့လည်းကျိုးသွားဒီဆိုင်ရဲ့ဘိုင်းရှင်ကဘယ်မှလည်းမတည်ဘူးကွာဇက်တော့လည်းကျိုးသွားပြီဆိုတော့ အဲ့တခုဒီဆိုင်ကိုပြန်လာခိုးနိုင်တယ်ကွာဆိုင်ကယ်ပန်းရှင်မြောင်မရှင်ငါဒီဆိုင်ကိုစောင့်ပေးလိုက်ပါတခိုးတယောက်ကခင်ဗျားတို့ဒီကလေးဆိုင်ကိုခိုးဖို့လုံနေတာဗျခိုးပြီးတော့ဖတ်တောင်ပြေးတော့မှဆိုင်ကယ်ဇက်တော်တော်ကျိုးပြီးနေပြီအဲ့ဒီအချိန်မှာခုနအကိုကမြင်းပြီးရောက်လာပြီးတော့တခိုးမောင်းထုတ်လိုက်တာဗျမောင်းလို့တော့ခင်ဗျားတို့ဆိုင်ကယ်ပါနေပြီဟာဇက်တော်ကျိုးနေရနဲ့ တကယ်ကြီးဆိုင်ကယ်သက်တော်ကျွနေတာပဲတွေ့ပြီလားခင်ဗျားတို့ဆိုင်ကယ်ခိုးခမ်းမဲ့အရေးကိုကာဝယ်ပေးတဲ့လူကိုခင်ဗျားတို့ကကျေးဇူးမတင်ပန်းနဲ့မမရဲရဲနေပြောဆိုလုပ်လိုက်တယ်ဗျာခင်ဗျားတို့တွေကတော်တော်စိတ်ကအောက်တန်းကျတဲ့လူတွေပဲအဲ့ဆိုရင်ခုနကလူကိုပြောလိုက်တဲ့စကားတွေကအရန်လွန်သွားရင်လည်းတူတယ်နော်အကိုအကိုခဏနေပါဦး ။ဗာလေ။ထပ်ပြီးရမ်းရမ်းဆိုင်ဆိုင်ပြောဆိုစရာရှိသေးလို့လားဗျ။မဟုတ်ပါဘူး။ကျမရှင်းအောင်ပေးစရာရှိလို့။ဗာဗာပေးမလို့လဲ။ရော့တထားခုနကနေ့ထမင်းဆိုင်နဲ့ဟင်းနေကုန်လို့ငါလွတ်ပြလိုက်တာလေ။အဲ့တော့ဒီဆောင်နဲ့တခုဝယ်စားလိုက်ပေါ့။ရော့အမခိုးဆိုင်ရဲ့တခုကအမတို့ရဲ့ကလေးဆိုင်ရဲ့ခိုးတော်ခိုးပြီးသွားပြီ။ကျွန်တော်အဲ့ချိန်မှာရောက်လာပြီးကာဝယ်ပေးလို့အဲ့တခုကမခိုးလိုက်ရဘူးဗျ။အဲ့ဒါနဲ့အိုက်ဆိုင်ကယ်ပိုင်ရှင်မရှိသေးလို့ဆိုပြီးတော့ကျွန်တော်အိုက်ဆိုင်ကယ်ထဲမှာအကြာကြီးရက်ဆောင်ပေးတယ်ဗျာ အဲ့တခိုးပြန်လာမခိုးအောင်ကျွန်တော်အဲ့လိုကူညီပေးရဆိုတာအဲ့မဆန်လိုချင်လို့မဟုတ်ဘူးဗျတော်စားမှာဘာမှအပေါ်စကားရလာပြောမင်းနဲ့ဒီထက်အောင်ယူမှာဖြစ်ယူထားလိုက်နော်အခုမှလာတယ်ဆိုတာလေနှုတ်တော့မလာတာမဟုတ်ဘူးကို့စင်တန်းနဲ့ကုန်နေငါလို့အစင်တန်းနဲ့လေနစ်လို့အစင်မရှိရလူတယောက်ကိုတောင်းပန်စရာဘာကြောက်မှမရှိရှော့ယူကြည့်ဦးမင်း တိန်60တန်းဆိုင်ကယ်ပိုင်တာဟုတ်လားပြီးတော့နေတော့ငါ့ကိုထမင်းစားကိုပိတ်ဆက်တစ်ဆောင်ပေးရမလားနေတော့နဲ့ငါနဲ့ကွာတာတခုကဘာလဲသိလားနေတော့မှာပိတ်ဆက်လေးနည်းနည်းရှိပြီစမန်နေလိမ့်တက်နေတာငါမှာနေတော့မထင်သလောက်ပိတ်ဆက်နေအများကြီးရှိတယ်ကွာဒါပေမဲ့လုံးဝစမန်မတက်ဘူးအဲ့ဒါကိုအစင်တန်းလို့ခေါ်တယ်ကွာရော့ပိတ်ဆက်တောင်းနေတော့စားကြည့်နော်စားတယ်